မေဆူတူကိုဒီနေ့ live မှာဘုရားပြည့်မြတ်ဝေဆွနေခြင်းတဲ့အကြောင်းအရာကကားရဲ့အင်ဂျင်ပေါ့နော်။ဘာကြောင့်နှိုးရခက်တာလဲ။အထူးသဖြင့်ကတော့နှိုးရခက်တယ်ဆိုတဲ့နေရာမှာပေါ့နော်။မနှိုးတာတော့မဟုတ်ဘူး။အဲကျွန်တော်တို့ဒီ step ရှိတဲ့ပြဿနာပေါ့နော်။အင်ဂျင်ကဒီနှိုးတဲ့အခါမှာ cranking ကိုနှစ်ခါသုံးခါလောက်လုပ်တယ်သို့မဟုတ်3-5ခါလောက်လုပ်တယ်။အဲ9စက္ကန့်10စက္ကန့်လောက်မှအင်ဂျင်ကနိုးရေပေါ့နော်ဒီအထူးသဖြင့်ကတော့စတက်ရှိတဲ့ပြဿနာပေါ့ဗျာနော် အဲ့လိုမျိုး engine ကစတက်ရှိတဲ့ပြစ်ချက်ဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တာလဲဒီအကြောင်းအရာကိုကျွန်တော်ဒီနေ့ live မှာဥဒရာပြင်းမြဝေဆွေးနွေးခြင်းပါတယ်အကျွန်တော်ဒီစတက်ရှိတဲ့ပြဿနာဒီဟာဆိုရင်ဓာတ်စီ engine မှာလည်းဒီပြဿနာကကြုံတွေ့ရတယ်ဒီဇိုင်း engine မှာလည်းဒီပြဿနာကအများဆုံးနှီးပါးကိုကြုံတွေ့ရတဲ့ပြဿနာလို့ပြောရမယ်အထူးသဖြင့်တော့ဓာတ်စီ engine တွေမှာအများဆုံးကြုံတွေ့ရတဲ့ပြဿနာဖြစ်တယ်ပေါ့ဗျာနော်ဒီဇိုင်း engine တွေမှာဆိုရင်လည်းဒီစတက်ရှိတဲ့ပြဿနာတွေကြုံရပါတယ် တော့ကျွန်တော်ဒီနေ့ live မှာမျှဝေချင်တာကတော့အထူးသဖြင့်တော့ဓာတ်စီရင်ဂျင်ပေါ့နော်ဓာတ်စီရင်ဂျင်မှာဒီ stack ရှိတဲ့ပြဿနာကြုံတွေ့ရတဲ့အဖြစ်များတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမျှဝေပြီးချင်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ engine ကဒီ stack ဆွဲလိုက်ပြီဆိုတာနဲ့ cranking လုပ်လိုက်ပြီဆိုတာနဲ့တန်းပြီးတော့ဒါ no မယ်ပေါ့နော်အဲ့လိုအနေထားမဟုတ်ဘန်းနဲ့ stack ကတောက်လျှောက်ဆွဲနေတဲ့၄စက္ကန့်၅စက္ကန့်လောက်နေမှ engine ကဝူးနေဆိုထပြီးတော့ no တယ်ဒါဆိုရင်တော့ပြဿနာရှိတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ အချင်းနေပေါ်တော့မူတည်တာပေါ့ဗျာနော်ဒီ stress ရှိတဲ့ပြစ်ချက်ဆိုတာကဥမာနေနဲ့အဲဒီပူနေတဲ့အချိန်မှာ stress ရှိတာလားမနက်စောစောနှူးတဲ့အချိန်မှာ stress ရှိတာလားအဲဒါမှမဟုတ်ရင်ဒီကားကမောင်းပြီးတော့ရက်ရက်လိုက်တယ်နိုင်ဝက်လောက်နေတဲ့အချိန်ကြမှာ stress ရှိတာလားဒီပေါ်မှာတော့မူတည်ပါတယ်နော် stress ရှိတဲ့အာကအနေထားပေါ်မူတည်ပြီးအချိန်နေပေါ်မူတည်ပြီးတော့မှပြတာဟိုအပြောင်းလဲတော့ရှိတယ်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ stress ရှိတဲ့ပြဿနာကိုဆွေးနွေးကြည့်ကြရအောင် ပထမဆုံးပြည့်ချက်ကတော့စတက်ရှိတဲ့ပြဿနာကဒီညင်မဲ့ဖြစ်ဖြစ်ဓာတ်ဆီပဲဓာတ်ဆီညင်မဲ့ဖြစ်ဖြစ်ဒီဘက်ထရီနဲ့ပတ်သက်တဲ့ပြည့်ချက်ပေါ့ဗျာနော်ကားရဲ့ဘက်ထရီကပုံမှန်ဆိုလို့ရှိရင်အဲဒီသတ်မှတ်ထားတဲ့သူ့ရဲ့ MPR သတ်မှတ်ထားတဲ့ဘူးရှိနေဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဘက်ထရီမကောင်းတာကြောင့်ပေါ့နော်ဘက်ထရီအားဆိုရင်အဲအားဝစ်နေတယ်ပေါ့ဗျာနော်ဘက်ထရီတိတ်ပြီးတော့မကောင်းတော့ဘူးဘက်ထရီအားမနေတော့ဘူးဒါဆိုလို့ရှိရင်စတက်ရှိတဲ့ပြဿနာကတော့ကျုံပါပဲအဲ့တော့ engine ကဓာတ်ဆီညင်မဲ့ဖြစ်ဖြစ်ဒီဇယ်ညင်မဲ့ဖြစ်ဖြစ် သူ့ရဲ့လေပတ်မှုအဲဒီ250နှစ်အထက်လောက်လေမှတာနိုးဖို့အတွက်ဖြစ်လာမှာအဲ့ဒီအောက်လေတယ်လှဲ့တယ်ဆိုလို့ရှိရင်နိုးမှာမဟုတ်ဘူးအဲ့တော့ဘက်ထရီကအားနည်းနေတဲ့အချိန်မှာစတက်မော်တာကိုသူကောင်းကောင်းလှည့်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုစတက်မော်တာကိုကောင်းကောင်းမလှည့်နိုင်တဲ့အနေအထားမှာအဲဒီအင်ဂျင်ရဲ့လေပတ်မှုမပြည့်တဲ့အခါမှာစတက်ရှိတယ်အင်ဂျင်ရဲ့လေပတ်မှုပြည့်သွားပြီဆိုတော့မှအချိန်ရပြီးတော့မှအင်ဂျင်ကထပြီးတော့နိုးလာမယ်ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်တဲ့အတွက်အဲဒီ ဘက်ထရီဝင့်နေတဲ့ပြစ်ချက်ဘက်ထရီအားကုန်နေတဲ့ပြစ်ချက်ကြောင့်အာဒီအင်ဂျင်မလဲတာလားအင်ဂျင်နှိုးမရတာလားပေါ့နော်ဒါကိုကျွန်တော်တို့ကအရင်ဆုံးစဉ်းစားပြရမယ်အဲ့တော့အင်ဂျင်ကဟိုနှိုးဒီနှိုးတဲ့အချိန်မှာအာဒီအဒီပြောမယ်ဆိုလို့ရှိရင်စတန်မော်တာလည်းကောင်းကောင်းယုံနေအာအင်ဂျင်ရဲ့လေပတ်မှုကလည်းပုံမှန်ဖြစ်နေရဆိုတော့ကျွန်တော်တခြားဘက်ကိုစဉ်းစားရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဘက်ထရီကိုဦးစားပေးပြီးတော့စစ်ဆေးပြရမယ်ဘက်ထရီဝိရင်အင်ဂျင်နှိုးရမှာမဟုတ်ဘူးပေါ့နော်ဒါကိုဦးစားပေးပြီးတော့စဉ်းစားမှာဖြစ်ပါလေဒါကတော့နံပါတ်1အချက်ပေါ့နော် နံပါတ်2နေနေကကြတော့ step motor ပေါ့နော် starter motor လို့ခေါ်တဲ့ step motor ရဲ့ပြစ်ချက်ကိုစဉ်းစားရမယ်ပေါ့နော် starter motor ကလည်းဘက်ထရီနဲ့တူတူပဲပေါ့နော်ဒီတတတကုကြာသွားတဲ့အခါမှာ starter motor ကလည်းကာဗွန်နီတူတာတို့နောက်ထဲထဲမှာရှိနေတဲ့ armature တွေကအားနေသွားတာတို့ quality အားနေသွားတာတို့ပေါ့ဗျာနော်အဲ့ဒီမှာဘာဖြစ်နိုင်လဲဆိုတော့ starter motor ရဲ့လေတဲ့ယုံအားကျသွားတာပေါ့နော် starter motor ကကျွန်တော်တို့ခါလီမာဘာတွေဖြစ်တတ်လဲဆိုတော့ starter motor ဟိုလေအားကြတယ်လို့ထင်ပြီးတော့ကားကားကနေဖြုတ်လိုက်တယ်ဗောနော်ဖြုတ်လိုက်တယ်ဆရာမတော်မကောင်းလို့ထင်ပြီးတော့ကားကနေဖြုတ်လိုက်တယ်လိုအပ်တဲ့အစိတ်ပိုင်းတွေကိုကျွန်တော်ပြင်လိုက်တယ်ပြင်ပြီးတော့လို့ကျွန်တော်တို့စတတာမော်တာကိုစတက်မော်တာကိုကားမှာပြန်တက်လိုက်တယ်နှိုးမရတော့ပြန်ဘူးစတက်ရှိတယ်နှိုးရတာခက်တယ်လူပြဿနာမျိုးတွေပြန်တွေ့လာရပြန်တယ်အောက်မှာကားကားကနေဖြုတ်ပြီးတော့ဒီတိုင်းပဲအောက်မှာဒီတိုင်း အာဒီဆန်းတဲ့အခါမှာဆိုရင်စတမော်တာကလုံးဝကိုဝီးဝီးနဲ့လဲနေတယ်ဒါပေမဲ့အဲ့ဒီအနေထားနေပြီးတော့မှအဲကျွန်တော်အနေနဲ့ပေါ့နော်ဟိုကားမှာတက်ဆန်းလိုက်ရင်အဆင်မပြေပြန်ဘူးအဲ့ဒါကဘာကြောင့်အများဆုံးဖြစ်လဲဆိုတော့စတမော်တာအားနေသွားတာပေါ့နော်ကွိုင်းနေအားနေသွားတယ်အဲကျွန်တော်တို့ဒီစတမော်တာကပုံမှန်သူ့ရဲ့ top ပေါ့နော်ယုံအားမရှိတော့ဘူးအဲ့ဒါဒီကဆက်နေတော့ဆန်းလို့ရတယ်ဒီတိုင်းကတော့ကားမှာပဲတက်ဆန်မှရမယ့်အနေအထားမျိုးပေါ့နော်ဒါဆိုတော့ကျွန်တော်စတာမော်တာအလုံးလိုက်လဲရမယ့်အနေအထားမျိုးတွေဖြစ်တယ်ပြင်မဲ့ဆိုရင်လည်းကုန်ကျစရိတ်ကများတဲ့အခါကျတော့ အလုံးလိုက်လေးရမယ့်အနေအထားမျိုးတွေဖြစ်တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့က step motor တွေကသူ့ရဲ့သတ်မှတ်တဲ့ယုံအားပေါ့နော် မရှိတော့ဘူးဆိုရင်ကားမှာတက်ဆန်တဲ့အချိန်ကြမှာသာတိတာတယ်အောက်မှာဆန်းနေဆိုရင်တော့အောက်မှာဆန်းနေဆိုတာကဒီတိုင်းအလွတ်ဆန်းတာပေါ့နော် battery နဲ့ဒီတိုင်းဆန်းနေဆိုရင်တော့ step motor ကအလုံးလုံးနေသေးတယ်ပေါ့နော်ဒါဆိုရင် step motor ရဲ့အားနည်းချက်ကြောင့်လေဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်နော်နောက်တစ်ချက်အနေနဲ့ကကြတော့စီလိုင်းပြစ်ချက်ဒါတော့တော်တော်များများလဲဖြစ်တတ်တယ်။ဓာတ်စီအညီနေမှာဆိုလို့ရှိရင်စီလိုင်းပြစ်ချက်ကြောင့် ဲဒီ stack ရှိတဲ့ပြဿနာကြုံတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ taxi engine မှာဆိုလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်ပေါ့နော်ဒီ C band အော်တိုင်ကီဘန်ပေါ့နော်တိုင်ကီဘန်ကတိုင်ကီထဲမှာထည့်ထားပြီးတော့တိုင်ကီထဲကရှိနေတဲ့စီစီလိုင်းကိုပို့ပို့ပြီးတော့မှကျွန်တော်အင်ဂျင်တာလေးစီဖြန်းပေါ့နော်ဒီလိုပုံစံမျိုးနဲ့အလုပ်လုပ်ပြီးတာအဲ့လိုနေထားမျိုးမှာအဲ့ဒီစီဘန်ကပရက်ရှာကျနေပေါ့နော်စီဘန်ရဲ့ PR ကကျနေပြီးအဲ့ဒီခါမှာအ ျွန်တော်တို့ကစတက်ဆွဲပြီဆိုတော့မှစီပန်းနေရလှုပ်တဲ့ကားတွေရှိတယ်အဲ့လိုနေထားမှဆိုလို့ရှိရင်စတက်ဆွဲတယ်စီပန်းကစပြီးတော့လှုပ်လှုပ်တယ်အဲ့တော့လှုပ်လှုပ်တဲ့အခါမှာစီပန်းရဲ့ pressure ကတတ်မှတ်တဲ့ဖိအားတစ်ခုကိုမရောက်တဲ့အခါမှာ injector တွေစီကြမမှန်ကနေပြီးတော့မှစတက်ရှိတဲ့ပြဿနာမျိုးတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိုင်ကီပန်းရဲ့အားနည်းချက်ပေါ့နော်နောက်တစ်ချက်ကတိုင်ကီပန်းရဲ့အထွက်တကယ်ကံတော့ပန့်မှာပဲပေါ့နော်အဲ့တိုင်ကီပန်းရဲ့အထွက်မှာဘာရှိလဲဆိုတော့အချက်ဘားဆိုတာရှိတယ်1 way bar လေးပေါ့နော်အဲ့ဒီ1 way bar လေးကဘာလို့ပြီးလဲဆိုတော့ ဒီတိုင်ကြီးထဲမှာရှိနေတဲ့စီကိုစီပန်းကဆုပ်ယူလိုက်ပြီးတော့စီလိုင်းထဲကိုတွန်းတင်လိုက်ပြီးပို့လိုက်ပြီးအဲ့ဒီမှာချက်ပါးကပွင့်တယ်ပွင့်ပြီးတော့သူကတွန်းတင်လိုက်တယ်ချက်ပါးပွင့်ပြီးတော့မှစီလိုင်းကိုစီရောက်သွားတယ်ဒီလိုကျွန်တော်တို့ကအင်ဂျင်ကိုရက်လိုက်တယ်အင်ဂျင်ရက်လိုက်တဲ့အခါမှာအဲ့ဒီချက်ပါးလေးကပိတ်သွားရမယ်အဲ့တော့စီလိုင်းမှာရှိနေတဲ့စီတွေကပြန်ကျလို့မရဘူးပေါ့နော်ပြန်ကျလာရင်ဘာဖြစ်လဲဆိုတော့နောက်တစ်ခါအင်ဂျင်နှိုးတဲ့အခါမှာအစအနေပြန်ဖြစ်သွားတဲ့အခါကျတော့စီပရက်ရှာကျပြီးတော့စီ အဲပရက်ရှာမတောင့်တဲ့အခါဟာဒီပြဿနာကပြန်တက်လာတယ်ဗောနော်ဒါကြောင့်မယ်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ဒီချက်ပါလေးကိုစစ်ရမယ်အဲ့တော့ချက်ပါစစ်တာတော့ကျွန်တော်ပြောမယ်ဆိုရင်စီပန်းစစ်တဲ့ social duty နဲ့စစ်မယ်ဆိုရင်လည်းရပါတယ်เนาะအဲ့တော့အဲ့မှာစီပန်းရဲ့ချက်ပါကြောင့်စီကတိုင်ကြီးတွေကိုပြန်ကြတဲ့ပြစ်ချက်ကြောင့်လည်း engine stuck ရှိတဲ့ပြဿနာကိုကြုံတွေ့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့မဖြစ်မနေပါတော့ဒီစီပန်းကိုတေချာစစ် pressure တစ်ခါလေးမှာကျွန်တော်ကဘာတွေ့ရလဲဆိုတော့စီပန်းရဲ့ pressure အမှန်တယ် ီးတော့ရင်အဲ့ pressure ပြန်ကျလာတာအဲ့ဒါဆိုရင်တော့တေချာတဲ့ချက်ဘာမကောင်းတာချက်ဘာမကောင်းရင် ကျွန်တော်တို့ကမလုပ်ရမလဲဆိုတော့ပန်အလုံးလိုက်လဲရမယ်ချက်ဘာပြင်ဖို့ဆိုတာကတော့မလွယ်ဘူးပေါ့နော်ဒါကြောင့်မဲကျွန်တော်တို့ကပန်အလုံးလိုက်လဲရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ဒီခါလီမှာဟိုကျွန်တော်တို့ကဘာပဲစစ်လဲဆိုတော့စီပန်ရဲ့ pressure ကိုပဲစစ်လိုက်တယ်အပန်ကတော့ pressure တော့ကောင်းတယ် pressure တော့တောင့်တယ်ပေါ့နော်ဒါပဲကျွန်တော်တို့ကစစ်ကြတယ်ဒါမဲ့တကယ်တကယ်ဆိုရင်စီပန်ရဲ့ pressure ပြန်ကျသွားလားဆိုတာကိုကျွန်တော်တို့စစ်ဆေးနေနေအဲ့ဒါကတော့စီပန်ရဲ့ pressure ကျမကျဆိုတာကတော့ ဟောဒီချက်ဘားနဲ့အဓိကဆိုင်တယ်အဲ့တော့ stretch ရှိတဲ့ပြဿနာမှာချက်ဘားကြောင့်လေပြဿနာတက်စီနိုင်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီခါလေးမှာကြုံရတဲ့ပြဿနာပေါ့နော်ဒီစီပတ်နေဆန်းတဲ့အခါမှာဟောဘက်ထရီနဲ့ဆန်းကြတယ်အဲ့တော့ဘက်ထရီနဲ့ထောက်ပြီးတော့ဆန်းတဲ့အခါမှာမီးမလောင်အောင်တေချာဂရုစိုက်ရမယ်ပေါ့နော်မီးလောင်သွားနိုင်တယ်တက်စီတွေဖြစ်တဲ့အတွက်မီးပွားလေးတစ်ချက်ဖက်ခနေဆိုရိုက်လိုက်တာနဲ့မီးလောင်သွားနိုင်တယ်အဲ့ဒါလည်းအရင်ရေးကြီးတယ်နောက်တစ်ချက်ကကိုဆန်းနေတဲ့ဘက်ထရီကရောအားကောင်းရဲ့လားခါလီမှာကျွန်တော်တို့ကတော့ပန့်ကို ကောင်းမကောင်းစမ်းနေအဲ့တော့ကိုစမ်းတဲ့ကားရဲ့အဲကားဘက်ထရီဆိုရင်တော့အားရှိရင်ရှိမှာပေါ့ဗျာနော်တခါကျလို့ရှိရင်ဒီ UO ဒီဘက်ထရီတစ်လုံးနဲ့ပဲကောက်ဆန်းလိုက်တဲ့အခါမှာအဲ့ဒီဘက်ထရီကအားမရှိရင်ပန့်ပရက်ရှာမတက်လာပါဘူးဒါဆိုရင်ပန့်ကြောင်ဖြစ်တယ်ဆိုပြီးကျွန်တော်ကပန့်ကောက်လဲလိုက်တယ်အဲ့ဒီမှာဒီတိုင်းငါလိုက်တွေလွဲသွားတတ်တယ်တခြားပြချက်ကြောင်ဖြစ်နေတာမျိုးတွေဖြစ်နိုင်နေတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကပန့်နဲ့ပတ်သက်ပြီးတော့မှဒီ charge စစ်စစ်စီခြင်းပါတယ်အဲ့တော့ဒီ C line ပြည့်ချက်မှာအထူးသဖြင့်ကတော့ C band pressure အားနည်းနေတာတို့အဲ C band မှာပါတယ် အဲကျွန်တော်ချက်ဘားတွေမကောင်းတော့တာတော့ဒါတွေရာဆိုလို့ရှိရင် နောက်ဆက်တွဲအနေနဲ့ကြုံတွေ့ရတဲ့ step ရှိတဲ့ပြဿနာ ဖြစ်ပါတယ်เนาะဒါအပြင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ခါလီမာပေါ့เนาะကြုံရတာတန်ကြီးတွေမှာရှိနေတဲ့စီပတ်နေဖစ်တာတွေကိုအဲဖြုတ်လိုက်တယ်ပေါ့เนาะဖြုတ်ပြီးတော့မှပေါ့เนาะဒီပြန်တက်တယ်ပြန်တက်ပြီးတော့မှ step ရှိတဲ့ပြဿနာတွေကြုံရတာမျိုးကြီးလဲကျွန်တော်တို့ရှိတယ်အဲ့ဒီထဲမှာဘာရှိလဲဆိုတော့အဲကျွန်တော်တို့ regulator ဘာဆိုတော့ စ္စည်းလေးတစ်ခုရှိပါတယ် pressure regulator ပေါ့နော်အဲ့ဒီ pressure regulator ကိုပြန်တက်တဲ့အခါမှာစီးဝင်းတွေထောက်နေတာတို့အထိုင်မကျတာတို့ဖြစ်တဲ့အခါမှာဆိုရင်ဟို stress stress ဆွဲတဲ့အခါမှာဟိုကျွန်တော်တို့စီလိုင်းရဲ့ပန်လဲကောင်းတယ်ဒါပေမဲ့စီလိုင်းရဲ့ pressure ကျပြီးတော့မှအဲ stress ရှိတဲ့ပြဿနာမျိုးကြီးလည်းကြုံတွေ့နိုင်ပါတယ်ဒါကြောင့်စီလိုင်းရဲ့ပြစ်ချက်ကြောင့်တော့ stress ရှိတာကအများဆုံးဖြစ်တယ်လို့ပြောလို့ရတဲ့ထဲမှာပါဝင်ပါတယ်เนาะအဲဒါကြောင့်ပဲကျွန်တော်တို့အဲသူရဲ့သက်ဆိုင်ရာအပိုင်းတွေကို ်ဟောဒီစီလိုင်းမှာစီပန့်တွေကိုတေချာစစ်ဆေးနေတယ်ဒီနေရာမှာကျွန်တော်ဘူးတရလေးတစ်ခုထပ်ပြီးတော့မျှဝေခြင်းပါတယ်စီပန့်တွေကသူ့ရဲ့အေးခံစနစ်ရှိတယ်အေးပြီးတဲ့စနစ်ပေါ့နော်ဘာနဲ့အေးပြီးလဲဆိုလို့ရှိရင်တိုင်ကြီးထဲမှာရှိနေတဲ့ဓာတ်စီနဲ့ပဲအေးပြန်ပြီးတာပါအဲ့တော့ဓာတ်စီထဲမှာစီပန့်ကမြုပ်နေတယ်ဆိုလို့ရှိရင်စီပန့်ပြတ်ဖို့အတွက်တတော်လေးခင်းရင်းတယ်9နှစ်လား10နှစ်လားအေးစီသုံးလို့ရတယ်တကယ်လို့တိုင်ကြီးတဲကစီကနဲသွားတယ်စီမီလင်းအောင်ဒီမောင်းနေဆိုရင်အဲ့လိုစီမီလင်းအောင်ချိန်ဖန်များစွာမောင်းရင်မဖြစ်နိုင်လဲဆိုတော့အဲ့ဒီစီပန်းက ပူပြီးတော့မှဘာဖြစ်နိုင်လဲဆိုတော့အဲကျွန်တော်တို့သူ့ရဲ့ဖီအဲဖီအားတွေကြာလာတယ်အဲ့လိုဖီအားတွေကြာလာလို့ရှိရင်ပူလာတဲ့အခါမှာအာအင်ဂျင်နှိုးလို့ရှိရင်စတက်ရှိတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်ပူလာတဲ့အခါမှာအင်ဂျင်ထိုးရတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတာကတိုင်ကြီးထဲမှာရှိနေတဲ့ပန်ကြောင်လေဖြစ်တတ်တယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့ဒါဟောသတိထားရမယ်ပေါ့ဗျာနော် နောက်တစ်ချက်အနေနဲ့ကကြတော့ဒီနံပါတ်၄အနေနဲ့ကကြတော့ ignition system ပေါ့နော်မီလိုင်းပေါ့နော် ignition system မှာဆိုလို့ရှိရင် coin တွေအားနေတာ coin တွေကပူလာလို့ရှိရင်အလုံးမလုံးတာမျိုးတွေဆိုလို့ရှိရင်လည်း stack ရှိတတ်တယ်။နောက် plate တွေမကောင်းတော့တာဒါတွေရာဆိုလို့ရှိရင်လည်း stack ရှိတတ်တယ်။အဲ့တော့ plate နဲ့ plate coin တွေက ဒီအင်ဂျင်ရဲ့ commission ချန်မာထဲမှာလောင်ကျွမ်းပေါက်ကွဲဖို့အတွက်မီးပွားကိုထုတ်ပြီးတယ်အဲ့လိုထုတ်ပြီးတဲ့အခါမှာထုတ်ပြီးတဲ့မီးပွားကနဲနေတာမျိုးပေါ့နော်ဒါအပြင်မမှန်တာမျိုးတွေဖြစ်တတ်တယ်အဲ့လိုဆိုလို့ရှိရင် stretch ရှိတဲ့ပြဿနာမျိုးတွေဖြစ်တယ်ဒါအပြင်ဒီ stretch ရှိတဲ့ပြဿနာနဲ့တော့မဆိုင်ပေမဲ့တစ်ခါလေးမှာအင်ဂျင်နှုတ်မရတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကဘာနဲ့ဆိုင်လဲဆိုတော့ timing ပိုင်းပြည့်ချက်ကြောင့်ပေါ့နော်ကျွန်တော် timing ကားရဲ့ engine မှာတိုင်ပင်တသွားလောက်လွဲတာပေါ့နော်တိုင်ပင်တသွားလောက်လွဲတဲ့အခါမှာဒီ plug wire လေးလုံးရှိတယ်ဆိုလို့ရှိရင်1နဲ့4နဲ့ကတော့မီးထွက်တယ်2နဲ့3နဲ့ကမီးမထွက်ဘူးဒါမှမဟုတ်2နဲ့3နဲ့ကမီးထွက်တယ်1နဲ့4နဲ့ကမီးမထွက်ဘူးအဲ့လိုပြဿနာမျိုးကြီးလည်းကျွန်တော်ကြုံတွေ့ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်တိုင်ပင်လွဲတဲ့အခါမှာ grind sensor တွေ chemical sensor တွေကညှို့တဲ့အာယုံခံတဲ့ဟာကသူကတော့အမှန်တိုင်းအာယုံခံပါပဲဒါပေမဲ့လွဲနေတဲ့အခါမှာမီးကိုမှားပြီးတော့ပေးတယ်အဲ့ဒီအခါမှာဘာဖြစ်လဲဆိုတော့1နဲ့4နဲ့ကတော့မီးထွက်ပြီးတော့ 2နဲ့3နဲ့မထွက်တာတို့2နဲ့3ထွက်ပြီးတော့1နဲ့4မထွက်တာတို့ဒါဆိုရင်ရင်နှို့မရအောင်ဒါဆိုရင်တော့များသောအားဖြင့်တိုင်ပင်ကြောင့်ဖြစ်တတ်တယ်ပေါ့နော်တိုင်ပင်လွဲရင်လည်းဖြစ်တတ်ပါတယ်ပလက်တီပလက်ကွိုင်းတွေကြောင့်မဟုတ်ဖန်းနဲ့တိုင်ပင်လွဲတဲ့အခါမှာလည်းဒီလိုပြဿနာမျိုးတွေကြုံတွေ့နိုင်တယ်ဆိုတာလေးကိုဒါညှ့ဝေးတာပါနော်အဲ့တော့ကျွန်တော်တို့ဒီပလက်နဲ့ပလက်ကွိုင်းကြောင့်အများဆုံးဖြစ်တဲ့ပြစ်ချက်အပြင်ကိုဒီမီးပေးတဲ့စနစ်မှာပေါ့နော်တချို့ကားတွေက distributor တိုက်ကိုသုံးကြတယ်အဲ distributor တိုက်ကိုသုံးတဲ့အခါမှာ distributor မှာဆိုရင်ကွိုင်ဂျိုးတွေအားနေသွားတာတို့ နောက်ချက်က distributor အုံထဲမှာရှိတဲ့ point တွေအားနေသွားတာတို့ပေါ့နော် point တွေကောင်းကောင်းအလုံးမလုပ်တော့တာပေါ့ဗျာနော်ဒါတွေအရဆိုလို့ရှိရင်လေကျွန်တော်တို့ဒီ stack ရှိတဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်နောက်တစ်ချက်အနေနဲ့ကတော့အဲဒီ coin ရိုးတွေမှားတာပေါ့နော်တစ်ခါလီမှာဆိုရင်မှားတတ်တယ်1နဲ့2နဲ့3နဲ့3နဲ့4နဲ့ အစားကြီးတွေပြန်အဲ့လိုကျိုးတွေကမှားတက်တယ်ပေါ့နော်အဲ့လိုမှားတဲ့အခါမှာဆိုလို့ရှိရင်လေအာဒီ plug wire နေအလုံးမလုံးတဲ့အခါမှာ timing နေလွဲနေတဲ့အခါမှာအင်ဂျင်နှူးမရတဲ့အစီအစီဖြစ်စေနိုင်တယ်ဒါလည်းမိတ်ဆွေတို့အနေနဲ့သတိထားစေချင်ပါတယ်အဲ့တော့ကျွန်တော်ဒီ ignition line ကြောင့်ဒီပြဿနာမျိုးတွေကြုံတွေ့နေနိုင်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မီလိုင်းကိုလည်းစစ်ဆေးပေးရမယ် stretch ရတဲ့အခါမှာမီလိုင်းကလည်းအရေးကြီးပါတယ်နော်နောက်တစ်ချက်ကတော့ဆန်စာပိုင်း error ပေါ့ဗျာเนาะဆန်စာပိုင်းပြစ်ချက်လို့ပြောရမှာပေါ့เนาะဆန်စာပိုင်းပြစ်ချက်ဆိုတဲ့နေရာမှာအထူးသဖြင့်ကတော့ဆန်စာနှစ်ခုရှိပါတယ် တစ်ခုက CKB စံသာလို့ခေါ်တဲ့ Crunch Shell ဘောနော် Crunch Shell Position စံသာဒုတိယတစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် CMB စံသာလို့ခေါ်တဲ့ Cam Shell Position စံသာ Crunch စံသာနဲ့ Kim Shell စံသာပေါ့ဗျာနော်အဲ့ဒီစံစာနှစ်ခုကအရေးကြီးပါတယ်ကျွန်တော်တို့ဒီမီးပေးတဲ့တိုင်မင်တွေစီပေးတာတွေကဒီစံစာနှစ်ခုပေါ်မှာအဓိကကြတယ်အဲ့တော့ဒီစံစာနှစ်ခုမှာပြည့်ချက်ရှိတယ်ဒီစံစာနှစ်ခုတွေကတစ်ခုမှာပြည့်ချက်ရှိတယ်ဆိုလို့ရှိရင်အဲဒီ engine stack ရှိတဲ့ပြဿနာမျိုးဖြစ်တယ်အာကျွန်တော်တို့ CKB စံစာဆိုလို့ရှိရင်နှုတ်မြတဲ့အဆင့်တီဖြစ်တယ် ကိုင်းစင်ဆာပေါ့နော်ကိုင်းစင်ဆာဆိုလို့ရှိရင်နှိုးမြတဲ့အဆင့်ထိဖြစ်ပါတယ်ဒါကြောင့်ပဲပေါ့နော်ကျွန်တော်အနေနဲ့အဲဒီ CCGB စင်ဆာ CME စင်ဆာတွေကိုတော့မဖြစ်မနေစစ်ဆေးပြီးဖို့လိုအပ်ပါတယ်ခင်ဗျာဒါကတော့အဲနံပါတ်5အနေနဲ့စစ်ဆေးရမယ့်အပိုင်းပေါ့ဗျာနော်အဲဒီနေရာမှာကျွန်တော်တို့ကနောက်ထပ်တစ်ချက်အနေနဲ့ကတော့ဒီဒီနံပါတ်5ထဲမှာပေါင်းညင်တာတော့ ECU ဘိုင်းမှာဆက်ရတော့မှာပေါ့နော်ဒါတော့ပြောမယ်ဆိုလို့ရှိရင် ECU ဘိုင်းအဲတာပေါ့ခါဒီမှာ ECU ရဲ့အဲကျိုးလိုင်းနေ ပြည့်ချက်ရှိနေတာတို့နောက်တစ်ချက်က ECU ရဲ့အဲ software ဘိုင်းတို့အဲနောက်ပြီးတော့ ECU ဘိုင်း circuit ဘိုင်းပြစ်ချက်ရှိနေတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းအဲ့ဒီပြဿနာမျိုးတွေတော့ဖြစ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒါတော့နည်းတော့နည်းပါတယ်ကျွန်တော်နှုတ်မြတာမျိုးကပို့ပြီးတော့ဖြစ်ပါတယ်နော်နံပါတ်6အနေနဲ့ကကြတော့ immobilizer ဘိုင်းပေါ့နော် ကားတော့ဘိုင်း immobilizer ဘိုင်းပေါ့ immobilizer ဘိုင်းမှာကျွန်တော်တို့အဲဒီပြစ်ချက်ရှိနေတာပေါ့ဗျာနော်ဒါဆိုလို့ရှိရင်နှုတ်မြတာတွေ step ရှိတာတွေဖြစ်တတ်ပါတယ်ဒါတော့တချို့ immobilizer ပါတဲ့ကားလေးမှာဆိုရင်စဉ်းစားပြရမှာပေါ့နော်နံပါတ်9အနေနဲ့ကတော့ဒါနောက်ဆုံးချက်အနေနဲ့ကတော့ယာတီထုနဲ့ဆိုင် အပြင်ရဲ့ရိုက်သူတွေအရင်အေးတာပေါ့အထူးသဖြင့်တော့ဒီဇယ်ကားတွေမှာကြုံတွေ့ရတယ်လက်စီကားတွေမှာတော့အဲ့ပြဿနာနေတော့နေတယ်ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်အပြင်ရိုက်သူတွေအရင်အေးတဲ့အခါမှာစတက်ရှိတယ်နှိုးရခက်ခဲတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ heat တိုက်ရတယ်အဲ့ဒီတော့ဖွင့်နေအာဒီသူ့ရဲ့ကားရဲ့ကားရဲ့ဒိုင်ကွက်မှာပေါ့နော်ကျွန်တော်တို့ groomy လေးလင်းလာတယ်ပြီးတော့ရင်ပျောက်သွားတယ်ဒါဆိုရင်ကျွန်တော်တော့ပိတ်လိုက် ီးရင်တော့ပြန်ဖွင့် groomy လေးလင်းလာတယ်အဲကျွန်တော်တို့၄စက္ကန့်၅စက္ကန့်အချို့ဆို၈စက္ကန့်လောက်နေပျောက်သွားတယ်တော့ပြန်ပိတ်လိုက်ပြီးရင်တော့ပြန်ဖွင့်လိုက် groomy လေးလင်းလာတယ် groomy ငိမ့်အောင်ဆောင်းလိုက်အဲ့လိုမျိုး၃ခါလောက်လုပ်ပြီးတော့မှ engine နှိုးမယ်ဆိုလို့ရှိရင်ကျွန်တော်နှိုးရတာလွယ်သွားတာကိုတွေ့ရမယ်။ဒါကြောင့်ရိုက်သူအေးတယ်ဆိုလို့ရှိရင်လည်းစတက်ရှိတဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်။ဒါကတော့ဟိုတနေ့ကပေါ့နော်ကျွန်တော်ကိုမေးထားတဲ့ အဲညီကိုအဲ့ဒီသူ့ရဲ့ comment လေးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ဒီနေ့ခေါင်းစဉ်လေးပြီးပြီးတော့မှအဲဘာကြောင့် engine နှိုးရခက်ခဲတာလဲ stack ရှိတာလဲပတ်သက်ပြီးတော့မှဒီနေ့ live မှာ make sure တို့ကိုမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော် comment man နဲ့အကိုတော့ကျွန်တော်ဟို screen shot တော့ဖန်ထားပေးမယ်အာနာမည်လေးတော့ကျွန်တော်မမှတ်မိတော့ဘောနော်အဲ့ဒီအကိုအတွက်ကျွန်တော်ဒီနေ့ live မှာခေါင်းစဉ်လေးပြီးပြီးတော့မှကျွန်တော်ပြန်လဲပြီးတော့မျှဝေပြီးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီ engine နှိုးရခက်ခဲစေတဲ့ပြစ်ချက်မှာဘောနော်ကျွန်တော်အနေနဲ့ စစ်စစ်တင်တာအကြမ်းကြီးနေနဲ့9ချက်ရှိတယ်9ချက်ဆိုတာအဖြစ်များတဲ့ဟာမှာကျွန်တော်ပထမတစ်ချက်ဘက်တရီရှိမယ်ဒုတိယချက်နေစတမ်မော်တာရှိမယ်စီလိုင်းဆိုတာချက်နေနဲ့မီလိုင်းအဲနံပါတ်9အနေနဲ့ဆိုလို့ရှိရင်တော့အဘောင်းနဲ့ကျွန်တော်တို့စန်စာနှစ်ခုဖြစ်တယ်ခရိုင်းစန်စာကင်ချက်စန်စာနံပါတ်6အနေနဲ့ကတော့ immobilizer ဘိုင်းတော်ဘိုင်းနံပါတ်9အနေနဲ့ကတော့ရိုက်သူအေးတာလားဒီပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဒါစစ်ဆေးပေးရမယ်အဲ့ဒီနေရာမှာကျွန်တော်တို့ အနေနဲ့ပေါ့နော်ဒီဒီဇယ်ကားတွေမှာဆိုလို့ရှိရင်တော့ဘာတွေဖြစ်တယ်လဲဆိုတော့ grow plate တွေမကောင်းရင်လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီသူ့ရဲ့ grow plate တွေက အဲဘယ်လိုပြောမလဲအပူထွက်နိုင်အားနေသွားတာပေါ့နော်အဲ့လိုပုံစံမျိုးအပူထွက်နိုင်အားနေသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့ဒီပြဿနာမျိုးတွေတက်စီနိုင်ပါတယ်ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ group lab တွေကဒီဘက်မှာတိုင်ခွက်မှာတော့လုံနေတယ်ဒါပေမဲ့ group lab ကကောင်းကောင်းလုံးမလုံးတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်လည်းအဲဒီပြဿနာတွေကရှိတယ်ပေါ့ဗျာနော်ဒါကတော့ဟိုအဖြစ်များတဲ့ပြစ်ချက်တွေပေါ့ဗျာနော်ဒါပေမဲ့တခြားသောပြစ်ချက်တွေကြောင့်လည်းအများကြီးရှိပါတယ်နော်အဲဒီခါဒီမှာဆိုရင်ကျွန်တော်မျက်စိလည်တဲ့ပြစ်ချက်တွေရှိတယ်ဥမာအဲ Suzuki CDR တွေဆိုလို့ရှိရင်ချာဂျင်မီလင်းတယ် ဒါပေမဲ့ဒိုင်နမိုဒီမော်တာတွေလို့အဲဒိုင်နမိုဒီဒီဘက်ထရီတွေလို့ဘာမှပြဿနာမရှိဘူးဖြစ်တဲ့ပြဿနာကစပက်ပလက်မကောင်းတာပေါ့နော်အဲ့လိုပုံစံမျိုးတွေကြောင့်လေကြုံရတယ်အဲ့တော့တခြားသောပြစ်ချက်တွေလည်းအများကြီးပဲရှိတယ်ပေါ့နော်ဒီခါလီမှာဆိုရင်ကျွန်တော်တို့ဘက်ထရီတွေ down နေတာဘက်ထရီ down နေတာဆိုရင်ကျွန်တော်တို့တနေရာမှာတော့ short ကြတယ်ဘယ်နေရာ short ကြလဲလိုက်ရှာတယ်အမြင်ဆုံးနေအောင်လည်းအချာလည်းမတွေ့ဘူးဒါပေမဲ့ starter motor မှာသွားပြီးတော့ short ကြတာမျိုးနောက်ဒီဒိုင်နမိုမှာသွားပြီးတော့ short ကြတာမျိုးဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီခါလီမှာဆိုလို့ရှိရင်အသံထွက်တာ အတန်ထွက်တာဆိုလို့ရှိရင်ကျွန်တော်များသောအားဖြင့်ပူလီတွေကထွက်တာဒီဘောတွေကထွက်တာများတယ်ဒါပေမဲ့ဒိုင်နမိုထိုင်ဟိုးပောက်တဲ့အခါမှာအတန်ထွက်တယ်အဲဒါထူးခြားဖြစ်စဉ်တွေပေါ့ဗျာနော်ဒါမျိုးတွေလည်းရှိပါတယ်အဲဒီခါလေးမှာဆိုလို့ရှိရင်အော်ဒီအဲကွန်လိုင်းပေါ့အဲကွန်ကတော့နည်းနည်းတော့အေးနေတယ်ဒါပေမဲ့အဲအဲကွန်ဖွင့်တဲ့အချိန်မှာအတန်ထွက်တာအော်ပြောမယ်ဆိုရင်ဟိုပေါ့နော် တခုခုကိုလေခမ်းနဲ့ပြစ်လိုက်တဲ့အတန်မျိုးရေနဲ့ရေခမ်းနဲ့ပြစ်လိုက်တဲ့ပုံစံမျိုးအဲ့လိုအတန်တွေထွက်တာအဲကောမှာပရက်ရှာများလာတဲ့အခါမှာအဲ့လိုမျိုးထွက်တာဒါပေမဲ့ကျွန်တော်တို့ဘယ်ကရှာလို့ရှာမှန်းမသိဘူးအပက်ချာတွေလဲနေတာပေါ့အဲ့ဒီမှာကျွန်တော်တို့ကဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဒီကွန်ပရက်ဆာကနေပြီးတော့ဖိအားတအားများသွားပြီးဒီဂက်ရဲ့ဖိအားကိုအပူပိုင်းကနေမလျှော့နိုင်တဲ့အခါမှာကွန်ပရက်ဆာရဲ့ဒီ rally bar နေပြီးတော့မှရွှီဖြီးနဲ့ဂက်တွေကိုလှမ်းပြီးတော့ဖြန်းပြီးဖြန်းထုတ်တာအပြင်ကိုစွန့်ထုတ်တာစွန့်ထုတ်တဲ့အချိန်မှာဘယ်လိုသွားထိလဲဆိုတော့ အပူပိုင်ကိုသွားထိပြီးတော့အတန်ထွက်လာတာဒါမျိုးတွေလည်းရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့က step ရှိတဲ့ပြဿနာတွေကနောက်ဆက်တွဲတွေကအများကြီးပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အာဘက်ထရီကြောင့်နေဖြစ်နိုင်တယ်အဲ့တော့အားသွင်းစနစ်မှာပြည့်ချက်ရှိရင်လည်းဖြစ်တော့ဖြစ်နိုင်တာပေါ့ဗျာเนาะဘက်ထရီအားကောင်းကောင်းမဝင်ဘူးအဲ့တော့ဘက်ထရီအားအဝင်နေနေတဲ့အခါမှာဟိုစတာမော်တာယုံအားနေနေတယ်အဲ့အတွက်လည်းစတက်ရှိတဲ့ပြဿနာမျိုးကြီးလည်းကြုံတွေ့နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေအကုန်လုံးကိုပြန်ပြီးပါအောင်မယ်ခင်ဗျာ ကိုခွန်မောင်သိန်းမင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးများကြီးတင်ပါတယ်ကိုရဲစော်မင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးများကြီးတင်ပါတယ်ကိုညင်ကြီးမင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုထွန်းထွန်းလက်မင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးများကြီးတင်ပါတယ်ကိုစောမိုးဆက်မင်္ဂလာပါခင်ဗျာအားပြီးတာကျေးဇူးများကြီးတင်ပါတယ်ကိုရာဇာဖွာမင်္ဂလာပါခင်ဗျာမနေညာကလိုင်းမလွှင့်ဘူးလားတဲ့ဟုတ်ကဲ့မနေညာကတော့ကျွန်တော်လိုင်းလွှင့်ဖို့ဆိုပြီးတော့စီစဉ်လိုက်တဲ့အခါမှာအာတက်စီမီမလာတဲ့အခါကျတော့မောင်မဲနေရဆိုတော့ဘလို့မှကိုလွှင့်လို့မရတော့ဘောနော်ဒီကွန်ပျူတာကလည်းအားမရှိတော့ အဒီမီးလုံးကိုဖွင့်လို့မရတော့တာဗောနော်အဲ့လိုနေထားဆိုကျွန်တော်မနီယာတရကတော့ live မလွှင့်ပြပါအောင်ခင်ဗျာဟုတ်ကဲ့အများနဲ့အားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုဂျမ်စိန်ကိုကိုဂျမ်းစိန်နော်မမမဂျမ်းစိန်ပြန်လာကိုဂျမ်းစိန်ပြန်မဂျမ်းစိန်ပဲ comment ရှင်းနေနော်မင်္ဂလာပါခင်ဗျာအားပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုရွှေကရင်မင်္ဂလာပါခင်ဗျာအားပေးတဲ့ကျေးဇူးများကြီးတင်ပါတယ် ကိုမင်းသူမင်္ဂလာပါခင်ဗျမန်လေးကကျတော့ automation မှာအင်ဂျင်ကျူနင်းစာပေခဘလောက်ကြမလဲတဲ့အင်ဂျင်ကျူနင်းမှာဘာတွေလုပ်ပြီးလဲကားက master demo ပါဟုတ် master demo ဆိုရင်တော့ကျွန်တော်တို့ပုံမှန်ကတော့6000နဲ့7000ကြာအဲ့လောက်ပဲယူပါတယ်ဗျအင်ဂျင်ကျူနင်းပေါ့နော်အဲ့ဒီမှာကျွန်တော်အင်ဂျင်ကျူနင်းဆိုလို့ရှိရင်တော့ကျွန်တော်ဘာတွေလုပ်ပြီးလဲဆိုလို့ရှိရင်ကျွန်တော်တိုင်ကြီးပန့်တွေဖြုတ်ပြီးတော့စစ်ပြီးတယ်ပေါ့နော်ပန့်တွေဖစ်တာတွေအဲပန့်ပရက်ရှာတွေပါစစ်ပြီးတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအင်ဂျင်ကန်မှာကာဗွန်စီးပြီးတယ်ပေါ့နော်အဲအင်ဂျင်ကန်ကျွန်တော်ဒီ ဟိုဘောနော် convention chamber ထဲမှာရှိနေတဲ့ pension ထိတ်မှာရှိနေတဲ့ကာဗွန်ဂျိုးတွေကျွန်တော်စေးပေးတယ်ပြီးတော့ကျွန်တော် EGR ဘာဆိုရင် EGR ဘာပါလားမပါလားမသိဘူးပုံမှန်ပေါ့နော် EGR ဘာတွေကျွန်တော်စေးပေးတယ်ပြီးလို့ရှိရင်လေတကားတွေစေးပေးတယ် MEF sensor MEV sensor တွေနဲ့ပတ်သက်တဲ့အပိုင်းကျွန်တော်စီးကြောတန့်စင်ပေးပါတယ်ခင်ဗျဒါတော့ engine tuning မှာလုပ်တဲ့အပိုင်းလေးတွေဒါပေမဲ့ဒီညမှာပေါ့နော် engine tuning လုပ်ပြီးသွားရင်တော့ကျွန်တော်ကဘာဘာလုပ်ပြရလဲဆိုတော့ engine wire မှာလဲပေးရပါတယ်ခင်ဗျ engine tuning လုပ်ပြီးသွားလို့ရှိရင် engine wire မလဲရင်အဲ့ဒီကကျလာတဲ့အမှုန်ကြီးအကြောင်းပေါ့နော်နောက်ဆက်တွဲအနေနဲ့ engine wire ထဲမှာ မဲသွားတယ်အဲဆိုရင် engine အင်ဂျင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲတွေပြစ်ချက်တွေဖြစ်စေနိုင်တယ်နော်ဒါကြောင့်မို့ engine မှာလဲသွားမှရမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုရာဇဘွားမင်္ဂလာပါကားကချက်မီဒီအကုန်ပြနေတာဘာကြောင့်လဲတဲ့ဟုတ်အဲတော့ဖွင့်တဲ့အချိန်မှာတော့ချက်မီကုန်ပြမယ်ပေါ့နော်အင်ဂျင်နှိုးလိုက်တဲ့အချိန်မှာတော့ချက်မီကမပြရဘူးတကယ်လို့အင်ဂျင်နှိုးလိုက်တဲ့အချိန်မှာပါချက်မီတွေအဲ့လိုအများကြီးပြနေတယ်ဆိုရင်ဒိုင်နမိုပစ်ချက်ကြောင့်လည်းဖြစ်နိုင်တယ် အားကောင်းကောင်းမဝင်တာကြောင့်ဖြစ်နိုင်တယ်ဘက်ထရီပြည့်ချက်ကြောင့်ဖြစ်နိုင်တယ်တခါလီမှာဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဒီကွန်ပျူတာဘောက်ရဲ့ socket မတိတိဖြစ်ပြီးတော့လွတ်နေတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ဒါဆိုရင်တော့ကားရဲ့တံခွဲမှာချက်မီဒီအစုံလင်းနေတာမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျအဲ့ဒီဘိုင်းလေးစစ်စစ်စီချင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ခင်ဗျကိုဂျီဂျီနိုင်တင်နော်မင်္ဂလာပါ stat ထဲမှာပါတယ် b ကို stat ထဲလို့ရလား stat ထဲမှာပါတယ် b ကိုအဲကျွန်တော်တိတ်တော့နားမလဲဘူးဗျ stat ထဲ စတတာထင်တယ်နော်စတတာမော်တာမပါတဲ့ဘီကိုစတတာမော်တာထည့်ကျင်တာလားအဲ့လိုပြောကျင်တာလားမသိဘူးနော်အဲ့ဒါတော့ twin ထည့်မယ်ဆိုရင်တော့ရပါတယ်ဆိုင်ကယ်ထင်တယ်နော်ဘီကိုဆိုတော့လေအဲ့ဒါကိုပြောကျင်တာလားမသိဟုတ်ကျွန်တော်တီချာတော့နားမလည်ဘူးဗျတစ်ချက်လေးပြန်ပြီးတော့ဟိုလှုပ်ပြပါအောင်နော်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကိုညီညီမင်္ဂလာပါတခါကြုံမှုတယ် alternator ကြောင့် stack ရှိတာဟုတ်ကဲ့ alternator ကြောင့်လည်းအဲ့လိုမျိုးဖြစ်တယ်ဗျအဲ့တခါဒီမှာအဲ့ဒိုင်ဟိုးကနေပြီးတော့ အာရီထွက်သွားတာတို့စတာမော်တာလျှော့ကြတာတို့အဲ့လိုမျိုးတွေကလည်းနောက်စတာမော်တာမကောင်းတာတို့ပေါ့နော်အဲ့ဒါတွေကလည်းစတက်ချီတဲ့ပြဿနာကြီးတော့ကြုံနေပေါ့နော်တခါလေးမှအဲ့လိုဟိုကြုံတော့ကြုံခဲ့ပြည့်ချက်တွေလို့ပြောရမှာပေါ့ဗျာနော်အခုလိုမျိုးမျှဝေပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုရှိကရင်ပြောတာရမှန်တယ်ဟုတ်ကဲ့ပါခင်ဗျအခုလိုအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီဇက်မင်္ဂလာပါကျွန်တော်ကားကမနက်ပိုင်းရိုက်သူအေးတဲ့အချိန်ဆိုနည်းနည်းရှည်တယ်ပြီးရင်တော့ပုံမှန်ပါပဲဟုတ်ကဲ့ဒီဇယ် အဲ့ဒါလေးကဘာဖြစ်တာလဲမသိဘူးပါဒီဇယ်ဒီဇယ်ဆိုရင်တော့ပုံမှန်ပဲလို့ပြောလို့ရတယ်ခင်ဗျဒီဇယ်ကတော့ကျွန်တော်တို့အေးတဲ့အချိန်မှာဒီ group blood တွေပေါ့နော် heat blood တွေပေါ့ heat blood heat တိုက်ရတယ်ပေါ့နော် heat တိုက်ပြီးတော့မှကျွန်တော်တို့ဟိုနှိုးမှပဲရမယ်သူကဒီဇယ်ကကြတော့ဟို compression ignition engine တွေကိုယ်တိုင်မီးလောင်ပေါက်ကွဲပြီးတော့ကိုယ်တိုင် compression လုပ်မီးလောင်ပေါက်ကွဲတဲ့ engine တွေဖြစ်တယ်ဓာတ်ဆီကကြတော့ spark plug ကမီးပေးပြီးတော့လောင်တဲ့ engine တွေဆိုတော့ဓာတ်ဆီမှာကကြတော့အဲ့ပြဿနာကရှိတယ်ဆိုရင် ဟိုကျွန်တော်တို့ပလက်တီအားနေတာကြောင့်ဖြစ်နိုင်တယ်လို့တခြားကြောင့်လည်းဖြစ်တယ်ပေါ့နော်ဒီဇယ်မှာကျတော့သူကဟိုကိုယ်တိုင်မီးလောင်ပတ်ခွဲတဲ့ engine တွေဖြစ်တဲ့အခါကျတော့ဒီ group လက်မကောင်းရင်နောက်ဆက်တွဲကဒီလိုမျိုးတွေဖြစ်တယ်အဲ့တော့အေးတဲ့အချိန်မှာကျွန်တော် heat နှစ်ခါသုံးခါလောက်တိုက်ကြည့်လိုက်တိုက်ကြည့်လိုက်လို့မှ stress ရှိတယ်ဆိုရင်တော့ဖြစ်နိုင်တာက group လက်မကောင်းတော့တာလည်းဖြစ်နိုင်တယ်နောက်တစ်ချက်က stress ရှိတဲ့ပြစ်ချက်မှာပေါ့နော် pan nozzle ကျရင်လည်းဖြစ်တတ်တယ် pan nozzle ကျတယ်ဆိုတော့ pressure ကျသွားတာပေါ့ဗျာနော် pan လည်းဖိအားကျ nozzle လည်းဖိအားကျတယ်ပေါ့နော်အဲ့ဒါဆိုတော့ pan pan nozzle ဆိုင်မှာပြင်ပြီးတော့ချိန်ပြီးရမယ့်အနေအထားမျိုးအရင်ဆုံးကတော့ လိုလေကူစစ်လို့ရတဲ့ group black ကိုအရင်စစ်ဆေးစေခြင်းနဲ့ဒီ heat black ပေါ့နော် heat black လို့ခေါ်တဲ့ group black ကိုအရင်စစ်ဆေးစေခြင်းပါလေအဲ့ဒါကြောင့်အများဆုံးဖြစ်နိုင်ဖြစ်နိုင်နေခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုမင်းသူမင်္ဂလာပါခင်ဗျာအင်းတိတ်ဘာနဲ့အိတ်ဇောဘာကိုစီးလို့ရလားဟုတ်ရတော့ရပါတယ်ဗျာအင်းလက်ဘာကိုအိတ်ဇောဘာကိုစီးမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဒီအင်းလက်အင်းလက်ကနေပြီးတော့ဖြုတ်အိတ်ဇောအင်းလက်ဒီမန်နီဖိုးအိတ်ဇောမန်နီဖိုးတွေဖြုတ်ပြီးတော့အဲ့ဒီကနေစီးလို့လည်းရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါလည်းပြဿနာမရှိပါဘူးဒီအင်ဂျီတူနင်းလောက်တဲ့ထဲမှာအဲ့ဒါတွေကဟိုစီးမယ်ဆိုရင်စီးလို့ရပါတယ်ဟုတ်ကဲ့ bright man นี่မင်္ဂလာပါကြာ AD van 2006နွားလေးကဂီယာတစ်နှစ်ပဲရတယ်3လေးထိမတက်ဘူးဖြစ်နေတယ်တဲ့ဟုတ်ကဲ့အဲအဲ့ဒါတော့ကျွန်တော်တို့အော်တစ်နှစ်ပဲရတယ်3လေးမရတော့ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အပြစ်ချက်ကတော့နည်းနည်းတော့များနိုင်တယ်ပေါ့နော်တစ်နှစ်ကတော့ပုံမှန်တိုင်းချင်းတယ်3လေးမချင်းဘူးဆိုရင်ကျွန်တော်တို့ solo night တွေပဲမကောင်းတော့တာလားဒါမှမဟုတ်အဲ့ဒီ3လေးရဲ့ clutch clutch ထုတ်ပဲ မကောင်းတော့လာလားပေါ့နော်အဲ့တော့အရင်ဆုံးလွယ်လွယ်ကူကူကတော့ကျွန်တော်တို့ဘာဘော်ဒီဖြုတ်ချလိုက်ပေါ့နော်ဖြုတ်ချလိုက်ပြီးတော့ slow night တွေအကုန်ဆန်းကြည့်လိုက်ပေါ့ကျွန်တော် Nissan နေဆိုရင် AD AD van နေဆိုလို့ရှိရင် slow night ၄လုံးလား၅လုံးလားကျွန်တော်မှတ်တော့မမှတ်မိတော့ဘူးဗျပြီးခဲ့တဲ့အာလကတော့ခွဲတော့ခွဲလိုက်တဲ့အချိန်မှာမှတ်မမိတော့ပေါ့နော်ဟိုအဲ့ဒီမှာ slow night မကောင်းရင်လည်းအဲ၃လေး slow night ပေါ့နော်အဲ့ဒီ slow night တွေအားနေတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမချိန်တာမျိုးတွေဖြစ်တတ်ပါတယ် အဲ့တော့ဟိုအော်တိုဇီနဲ့ကျွန်တော်တို့အော်တိုဒီလဲရင်းနဲ့ပေါ့နော်ဂရိုင်းကစ်ခွာချပြီးတော့မှဘာဘော်ဒီကိုဖြုတ်ပြီးတော့စီးစီခြင်းနဲ့နောက်ဆရိုနိုက်တွေကိုလည်းဆစ်စီးစီခြင်းနဲ့ဒါလွယ်လွယ်ကူလုပ်လို့ရတဲ့ဟာပေါ့နော်ဘာဘော်ဒီဖြုတ်ပြီးတော့ဆရိုနိုက်တွေလည်းစစ်ကြည့်တယ်အဲကောင်းတယ်ဒီဘာဘော်ဒီကလည်းဘာမှပြဿနာမရှိဘူးအော်တိုဇီလည်းကောင်းတယ်ဆိုတော့ဒါဂီယာပေါက်ထဲကကလတ်ထုတ်တို့အိုရင်းတို့ပြစ်ချက်တွေလို့ထင်ပါတယ်ခင်ဗျဒါတော့နည်းနည်းဂီယာပေါက်ပြင်ရမယ်အဆင့် ठी ရောက်သွားမှာပေါ့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကိုဆိုင်းဆိုင်းသိန်းဟန်မင်္ဂလာပါခင်ဗျာကျွန်တော်ကားကစတက်ရှင်နေတာဗျာလေဆက်မန်လေးဘက်မှာပြတ်ရမလဲလက်ညွှန်ပေးပါဟုတ်မန်လေးမှာဆိုလို့ရှိရင်ဒီ135 80E မှာ automation ဆိုတဲ့ကာဝယ်လျှော့ရှိပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်တို့ဖွင့်ထားတာပါအဲ့ဒီမှာသွားရောက်ပြီးတော့မှစစ်ဆေးလို့ရပါတယ်ခင်ဗျာဟိုဒီ135 80E မှာပါဟိုကျွန်တော်တို့ပြည်ကြီးတခုံလို့တော့ပြောတယ်မြို့မြို့နယ်ကတော့ကျွန်တော်မန်လေးကတိတ်မကြွမ်းတော့ဗောနော်ပြည်ကြီးတခုံလို့တော့အာပြောတယ်ကျွဲဆက်ကန်သားလေးမှာပဲဗောနော်135 80 A မှာပါခင်ဗျာ ကျေးဇူးအများကြီးတင်ပါတယ် automation ဆိုတဲ့ကာဝဲရှော့ပါခင်ဗျသူကတော့ဟိုပါဗောနော်ဥပုံနေတိုင်းပိတ်တယ်ခင်ဗျဒါတော့မန္တလေးရဲ့သဘောတဘာဝပါဗောနော်ဥပုံနေဆိုလို့ရှိရင်တော့သူတို့ပိတ်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုလင်းလင်းမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်ဂျီဆာမင်္ဂလာပါအပိဒါကျေးဇူးအများကြီးတင်ပါတယ် pride money မင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုရွှေတီမင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ဒါကြောင့်တော့ဒီနေ့လိုက်မှာမှတ်ထားတဲ့ comment တွေကုန်ပြီဖြစ်တဲ့အတွက်အာဒီနေ့ အာခဏလေးဗျ comment တခုတက်လာလို့ကိုရွှေတီမင်္ဂလာပါ timing chain ကောင်းကြီးလေးတွေလည်းတင်ပေးပါအောင်ဟုတ်ကဲ့ပါခင်ဗျနောက်ပိုင်းမှာကျွန်တော်အဲ့ဒီဘိုင်းလေးအဲတင်ပေးပါမယ်နော်အင်ဂျင်ကိုင်တဲ့ဟာနဲ့အာကျွန်တော်တို့အပြင်မှာပေါ့နော်တွေ့တဲ့အခါကြာလို့ရှိရင်ကျွန်တော် live တွေ့ပြီးတော့တေချာလေးရှင်းပြပေးပါမယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live မှာ comment အဲမန်လာတဲ့ comment တွေကိုမြင်ဖြစ်တဲ့အတွက်ဒီနေ့ live ကိုလောင်းနေပဲကျွန်တော်ဝင်ပြပါခင်ဗျဒီနေ့ live ဟိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ဟိုဆိုင်းဆိုင်းသိန်းဟန်မင်္ဂလာပါအားပေးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ live မှာ comment မှတ်ပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းတာခွင့်ပြုပါခင်ဗျာ